မ်းမြန်မာနယ်စပ်အနီးမှာရှိတဲ့ကော့ကရိတ်မြို့နယ် KNL တပ်မ6ဒေသကစစ်ကောင်စီရဲ့ဘလေဒိုစခန်းကိုမင်းဆက်တုံညက်နေ9နိုင်မှာသိမ်းပိုက်လိုက်ပြီလို့ KNU ကရင်မျိုးသားစီယုံဘ ਹੁ ကသတင်းထုတ်ပြန်ပါတယ်။လက်နက်များစွာသိမ်းပြီးတဲ့တပ်ပုံကိုလည်းဖော်ပြထားပါတယ်။ဒီစစ်စင်ရေးကို KNL ကရင်မျိုးသားလူမျိုးရေးတပ်မတော်တပ်မ6ကဦးဆောင်ပြီးကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO နဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ပူးပေါင်းဆောင်ရွက်သွားတာလို့ဖော်ပြပါတယ်။တောင်ရင်မြေအောက်ပိုင်းမှာရှိတဲ့တပ်မခွန်ဒေတာကစစ်ကောင်စီစခန်း၈ခုကိုပြီးခဲ့တဲ့ရက်ပိုင်းအတွင်းဇက်တိုက်သိမ်းပိုက်ပြီးနောက်အခုတောင်ရင်မြေအထက်ပိုင်းမှာရှိတဲ့တပ်မ၆ဒေတာကစခန်းတွေကိုဇက်တိုက်ထိုးစစ်ဆင်သိမ်းပိုက်လာတာဖြစ်ပါတယ်။တပ်မ၆ဒေတာတွေမှာဝေါ်လီဘီဟာကုန်းသေပေါ်ဘူးထိကပလေဥက္ကဋ္ဌကနေလေးနဲ့မော်ခီပါဝင်း စခန်းအနှဲငယ်သိမ်းဖို့ကြံနေသေးတယ်လို့ဒေတာရင်းမီဒီယာတွေရဲ့ဖော်ပြချက်အရသိရပါတယ်။အယာဝတီတိုင်းသာပေါင်းမျိုးနဲ့အနီးအထီးအရက်ခတ်တက်တော် AA နဲ့ပူပေါင်းတက်တွေနီးကပ်လာတဲ့အတွက်စစ်ကောင်စီဘက်ကကာကင်းစခန်းတွေတိုးချဲ့ပြင်ဆင်နေတယ်လို့အယာဝတီတိုင်းကဖော်ပြပါတယ်။မေ16မှာသာပေါင်းခြေဆိုင်အမှတ်308ချင်းမြန်တက်ရင်အနီး ကာကင်းစခန်းတစ်ခုထပ်ဆောက်ထားတာတွေ့ရတယ်။တခြားပြင်ဆင်မှုတွေလည်းရှိတယ်လောလောဆယ်မှာတိုက်ပွဲကတဲပြူရွာဘက်မှာဖြစ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။မြောင်းမြအခြေဆိုင်အမှတ်63ချီလင်းတရင်ကအင်အားတချို့နဲ့ရန်ကုန်တိုင်းကစစ်မှုထမ်းဥပဒေအရသင်တန်းဆင်းလာတဲ့စစ်သားတစ်တွေကိုယာနဲ့ချီပြီးတာပေါင်းမှာရှိတဲ့အမှတ်308ချီမြန်တရင်ကိုစစ်ကူပို့နေတယ်လို့လည်းဖော်ပြထားပါတယ်။ အပြည့်အခက်ရက်စဲထားစဉ်ကာလမှာစစ်ကောင်စီဘက်ကလေကြောင်းပစ်ကူတွေအစိမ့်ွင့်ဘုံတွေနဲ့တိုက်ခိုက်ပြီးစစ်ကြောင်းထိုးလာတဲ့အတွက်နောင်ချိုမြို့နယ်တွေကတရက်ချိုစည်းဒီဂုံးကိုတရနေလီတန်းမျိုးသားလူမျိုးရေးတက်မတော်ဘက်ကယာယီနောက်ဆုတ်ပေးလိုက်ရတယ်လို့ရွှေဖီမြေကဖော်ပြပါတယ်မေ20မှာစစ်ကောင်စီတပ်တွေကတရက်ချိုစည်းဒီဂုံးကိုသိမ်းပိုက်လိုက်တာဖြစ်ပြီးအခုမေ23မှာတော့စည်းဒီဂုံးကိုပြန်ရဖို့အတွက် DNL ကထိုးစစ်ပြင်ဆင်နေလို့တိုက်ပွဲပြင်းထန်နေကြောင်းသိရပါတယ်။တရချိုကြီးပါဟာအမြောက်တပ်တွေတီရှိရာတောင်ခန်းကျေးရွာနဲ့နောင်ချိုမြို့ရဲ့ကြားမှာတီရှိတာဖြစ်တဲ့အတွက်ဘျူဟာအရရေးပါတဲ့နေရာတစ်ခုဖြစ်တယ်လို့ဖော်ပြထားပါတယ်။စကိုင်းနိုင်ကလေးမျိုးကနေချင်းပြည်နယ်ပဲစစ်ကြောင်းထိုးလာတဲ့အင်အား200ကျော်ပါတဲ့စစ်ကောင်စီတပ်နဲ့ချင်းကာကွယ်ရေးတပ်တွေ မေ21ကနေ23ညနေအထိတိုက်ပွဲဇက်တိုက်ဖြစ်နေတယ်လို့ CDF CDMC ရင်းကသတင်းထုတ်ပြန်ပါတယ် CDF CDMC ရင်းနဲ့အတူ PDF ဇိုလန်းနဲ့ CDF KKG ကလေးကဘော်ဂန်ကော ပူးပေါင်းပါဝင်တိုက်ခိုက်နေတာဖြစ်ပြီးဒေသခံပြည်သူတထောင်ကျော်စစ်ဘေးရှောင်နေရလို့ဒေသခံတွေကိုကူညီပေးကြဖို့နှိုးဆော်ထားပါတယ် တိုက်ပွဲမှာစစ်ကောင်စီဘက်ကထိခိုက်သေးဆုံးမှုများပြီး၅ဦးကိုလက်ရဖမ်းမိထားတယ်လို့ဒေတာရင်းမီဒီယာတွေဖော်ပြချက်အရသိရပါတယ်။ဖမ်းမိသူတွေရဲ့ပြောကြားချက်အရစစ်ကောင်စီတိုက်အင်အားဟာ200မကပဲ800ခန့်အထိရှိနိုင်တယ်လို့လည်းသိရပါတယ်။စစ်ကောင်စီဥက္ကဋ္ဌရဲ့လူယုံတူဦးဖြစ်သူ နိုင်ငံတော်ကာကွယ်ရေးတပ်ကတော်ကအငြိမ်းစားဗိုလ်မှူးချုပ်ချွတ်ထွန်းအောင် ွယ်လွန်တဲ့သတင်းမေ23စစ်ကောင်စီသတင်းစာတွေမှာ ဖော်ပြပါတယ်မေ22ကြာသပတေးမနေ့09မိနစ်မှာရုတ်တရက်ကွယ်လွန်သွားတာဖြစ်ပြီးမေ24မှာမင်္ဂလာတုံးစစ်ဆေးရုံကငိမ့်အေးဇယက်စီကို ပို့ဆောင်မယ်လို့ဖော်ပြထားပါတယ်စစ်ကောင်စီဝါဒဖြန့်မီဒီယာတို့ခုမှာတော့ဗိုလ်မှူးချုပ်ဟောင်းကိုတနက်နဲ့လာပြစ်တဲ့လူငယ်တအူးဟာဆက်ဘိန်းတစည်းကို နှစ်ယောက်စီးလာပြီးအိမ်ရှိမာတင်ပြစ်တက်သွားတာလို့ဆိုပါတယ်ဆိုရှယ်မီဒီယာမှာပြန့်နေတဲ့သတင်းတွေအရစစ်ထောက်လန်းရေးတွေဟာဗိုလ်မှူးချုပ်ဟောင်းချိုထွန်းအောင်ရဲ့နေအိမ်ရှိရာမရန်ကုန်မြို့နယ် A1 လမ်းတစ်လျှောက်က CCTV မှတ်တမ်းတွေကိုသိမ်းယူပြီးပြစ်ခတ်သွားသူတွေကိုရှာဖွေဖို့ကြိုးစားနေတယ်လို့ဖော်ပြထားပါတယ်။တဝဲအခြေစိုက် မဲ့401ချင်းမြန်တရင်ကတပ်သားတဦးဟာတနက်တလဲနဲ့အတူ မေ17မှာတော်လိုင်းတက်တွေတန်းခိုးလုံလာတယ်လို့လောင်းလုံးမြို့နယ်ပါကဖကသတင်းထုတ်ပြန်ပါတယ်ဒီစစ်သားကိုတာဝန်ရှိသူတွေကကြိုဆိုပြီးစုငွေ730ချင်းမြင့်လိုက်တယ်လို့ဖော်ပြပါတယ်အလားတူပဲခူးတိုင်းနှစ်တလင်းမြို့နယ်ကစစ်သားတဲ့2ဦးဟာ MA1 တနက်နှစ်လဲနဲ့အတူမေ16မှာ တော်လိုင်းတက်တီတန်ခိုးလုံလာတယ်လို့တာယာဝတီခရိုင်တရင်တိတ်ကသတင်းထုတ်ပြန်ပါတယ်။အေယာဝတီတိုင်းရေကြီးမြို့နယ်မှာပေါ်တာဆွဲခံရလို့တက်ထဲရောက်သွားတဲ့ဒီစစ်သားနှစ်ဦးဟာတော်လိုင်းတက်တွေနဲ့ပူးပေါင်းပြီးစစ်ကောင်စီကိုပြန်တိုက်မယ်လို့ပြောကြောင်းဖော်ပြထားပါတယ်ခင်ဗျာ။